ဟိုက်ပါရေတကွန်ဟာရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်းခရိုင်မိုင်းရှုမြို့နယ်ဟိုက်ပါကြီးရွာမှာတည်ရှိပြီးမိုင်းရှုမြို့ကနေဆိုရင်၁၂မိုင်ကျော်ဝေးပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိနေတဲ့ဆိုပေမဲ့ခရီးမိုင်အရဆိုရင်တော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ်ခရီးပိုနေတယ်လို့သိရပါတယ်။တောင်ကြီးမြို့ကနေသွားရင်တော့ခရီးမိုင်နည်းနည်းပိုဝေးပြီးကားနဲ့ဆိုရင်6နာရီ9နာရီခန့်မောင်းရကဟိုပုံးမိုင်းပုံးပင်လုံလဲချာမိုင်းနောင်မြို့တွေကိုဖြတ်တန်းပြီးမိုင်းရှုမြို့မရောက်ခင်၁၈မိုင်ခန့်အကွာလမ်း ်းမရဲ့ညာဘက်မှာဟိုက်ပါကြီးရွာတို့ဆိုတဲ့လမ်းညွန်ဆိုင်ပုတ်ကလေးအတိုင်းလမ်းထဲကိုနောက်ထပ်6မိုင်လောက်ဆက်သွားမှဟိုက်ပါကြီးရွာကိုရောက်နိုင်ပါတယ်။ဟိုက်ပါရွာထဲကနေဖုံကြီးကျောင်းလမ်းဘက်ကိုဆက်သွားပြီးရေတကုန်ရှိရာသို့လမ်းညွန်ဆိုင်ပုတ်များအတိုင်းသွားနိုင်ပါတယ်။ရှမ်းပြည်နယ်ဘက်ကိုခရီးထွက်မယ်ဆိုရင်တော့ဟိုက်ပါရေတကုန်ကိုခရီးစဉ်နဲ့ထည့်တင်ပါတယ်။ဟိုက်ပါခရီးစဉ်ကိုသွားရင်ရှမ်းပြည်ရဲ့ပကန်းလို့တင်စားတဲ့မိုင်းနေမြို့နဲ့ရှမ်းပြည်မှာစိတ်ဝင်စားစရာနေရာများကိုလည်းတစ်ဆက်ထည့်လည်လာနိုင်ပါတယ်။ဒီရေတကုန်ဟာအရင်ကတည်းကရှိနေခဲ့ပေမဲ့ ဲ့လန်ခီကြမ်းတမ်းနာကတကြောင်နဲမြေဒေတာမအေးကျန်းနာကတကြောင်ကြောင်ဒေတာကန်လောက်ပဲတီးလို့လာရောက်လဲပတ်သူနေပါပါတယ်နောက်ပိုင်းမှာလမ်းပန်းဆက်သွဲရေးပုံမကောင်းမွန်ပြီး